ားလုံးဝမင်္ဂလာပါကျွန်တော်တို့မတွေးပြကြတာလေတော်တော်လေးကိုကြာနေပြီပေါ့ ဒါပေမဲ့ Manchester United ကခုဆိုလို့ရှိရင်တော့ကိုညာကိုဒီယာဒီရဲ့ပထမဆုံးသောခေါ်ယူမှုအဖြစ်နဲ့ခေါ်ယူသွားနိုင်ခဲ့ပြီးပြောင်းရွှေ့ခြေဒီအသက်အရွယ်ဒီဒါတွေအားလုံးကကျွန်တော်တို့အလွယ်တကူရှာဖွေတွေ့ရှိနိုင်တဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့အဓိကဆိုလိုရင်းဖြစ်တဲ့ကိုညာ Manchester United မှာဘယ်လိုကစားမလဲ။ဘာကြောင့်မလို့ကိုညာကိုခေါ်ရတာလဲ။တကယ်တမ်းဆိုလို့ရှိရင် Manchester United စီမှာ option တွေရှိပါလျက်နဲ့ဘာကြောင့်မလို့ Premier League ကဒီလိုကစားမမျိုးကိုခေါ်ရတာလဲဆိုတဲ့အကြောင်းအရာကဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မယ့်အကြောင်းအပဲဖြစ်ပါတယ်။ ဆိုတော့အဲ the united show မှာကျွန်တော်တို့ပုံမှန်တင်ဆက်နေကြပုံစံအတိုင်းပဲကျွန်တော်အနေနဲ့ဒီရဲ့ video မှာတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးဆက်ပြောရလို့ရှိရင်ကိုညာအတက်ကအခုဆိုလို့ရှိရင်20နဲ့မှ6နှစ်ရှိပြီအဲတိုက်စစ်မှာဆိုလို့ရှိရင်နေရာကစုံကစားနိုင်နေဆိုပေမဲ့လည်းသူ့ရဲ့အဓိကအပြင်တော့ left wing back ကိုပို့ပြီးတော့မှသွားတယ်ဒါကလည်း manchester united စီကနေကာနာချိုထွက်ခွာဖို့အတွက်ရာခိုင်နှုန်းပို့ပြီးများစီတဲ့ပြောင်းရွှေ့မျိုးဖြစ်စေလိမ့်မယ်လို့ပြောရလိမ့်မယ်ဆိုတော့ okay ကိုညာ မန်ချက်စတာယူနိုက်တက်အနေနဲ့အခွန်ညာဆိုတာကပရီးမီးယားလိဂ်မှာဒီယာဒီဝူးဖ်တန်တင်ချိန်ရင်းနေတာကကွန်ညာရဲ့အဓိကပေါ်ပတ်သက်မှုတွေအများကြီးပါဝင်တယ်ဒါပေမဲ့ယူနိုက်တက်ရဲ့စတန်ဒါဒ်နဲ့ရှင်ပြီးတော့မှတချို့တွေကတွေးကြည့်ကြတယ်ကွန်ညာဘာကြောင့်ကွန်ညာလဲဘာကြောင့်မလို့လဲငါတို့ဒီလောက်ဒီထက်ပိုပြီးကောင်းလာမျိုးငါတို့ရာတင်ပါတယ်ဆိုတော့โอเคဈေးကွက်ထဲမှာကျွန်တော်တို့ဒီရူဘင်နာမော်ရင်ရဲ့ကစားကွက်နဲ့ကန့်ညီတဲ့ ကစားသမားဆိုတာကိုအရင်ဆုံးရှာဖို့အတွက်လိုအပ်တယ်။ Okay အဲ့တော့ကျွန်တော်တို့ Ruben Amorim ရဲ့ကစားကွက်ကိုအရင်ဆုံးပြောကြတာပေါ့။ Ruben Amorim ရဲ့ကစားကွက် Manchester United ရဲ့ Tactical Play Style ကိုအကောင်းဆုံးမြင်နိုင်မှာကပြပအောင်နဲ့ပွဲစဉ်ပဲ။ဆိုတော့ဒီနောက်ပိုင်းပွဲစဉ်တွေကတော့အကုန်လုံးမီးလိုက်လို့ရလိမ့်မယ်ပေါ့နော်။ဆိုတော့ Okay အဓိကပဲ Manchester United ရဲ့ကစားဟက်မှာကိုညာအံ့ဝင်နိုင်သလား အဲ့ဒါကကျွန်တော်တို့အရင်ဆုံးပထမဆုံးချက်အနေနဲ့ရှာဖွေဖို့အတွက်လိုအပ်လိမ့်မယ်။အဒီတော့ကြောင့်မို့ယူနိုက်တက်ရဲ့ကစားဟန်ကိုကျွန်တော်တို့အရင်ဆုံးပြောရခြင်းဖြစ်တဲ့ယူနိုက်တက်အနေနဲ့ဒီ on the ball position stage တွေမှာသူတို့ရှင်316ဆို attacking phase ကိုယူလို့ရှိတယ်။ဒါကပွဲတိုင်းနီးပါးမှာမဟုတ်ဘူး။တစ်ခါတည်းမှာ325လည်းဖြစ်နိုင်တယ်။တစ်ခါတည်းမှာသူတို့ရှင်လည်း maybe 31 31ဒါမှမဟုတ်ရှင်32ဒါမှမဟုတ်ရှင်လည်းတမျိုးမျိုးနဲ့ရှေ့မှာဆိုလို့ရှင်လည်း6မဟုတ်ပဲနဲ့ကျွန်တော်တို့အဲ42ဒါမှမဟုတ်လို့ရှင်လည်း222ဒါမျိုးပုံစံအမျိုးမျိုးတော့ဖြစ်နိုင်တယ်ဒါဒီအလုံးကတော့ကိုင်းထဲမှာကျွန်တော်တို့ကြည့်ရှုတဲ့ perspective view ပေါ်ကနေ motivate အများကြီးကိုင်းနိုင်တယ်ဒါပေမဲ့တေးကြတစ်ခုက defense line မှာဘောလုံးကိုအဲ handle လောက်ကမှာက defense line ကို handle လောက်မှာ defense တန်းကစားတော့မှ၃ယောက်ဒီ၃ယောက်ထဲတစ်ယောက်ကရှေ့ကိုတက်ကိုတက်ပြရမယ်ဒီလိုအနေထားမျိုးဒီမှာဆိုလို့ရှိရင်ရှေ့ကိုတက်ပြရမှာဒီရဲ့လွတ်သွားတဲ့ space ကို defense ကစားတော့မှာက white center back အနေနဲ့ရှေ့ကိုတက်ပြရမယ်တက်ပြလိုက်ပြီဆိုလို့ရှိရင်ဒီကစားသမားတစ်ခုလွတ်သွားပြီဆိုလို့ရှိရင်ဒီကစားသမားနဲ့ပြန်တွဲဖို့တက်ထောက်ကမှာက 3 1ဆိုတော့1ဆိုတဲ့နေရာမှာကြံခဲ့တဲ့ဒီမှာဆိုလို့ရှိရင်တော့ Casmero Okay ဒါအချိန်ကိုနောက်ထပ်အရေးပါလာတာကကွန်ညာကစားမယ့်နေရာကကျွန်တော်ဒီမှာ light တင်ချပေးထားတဲ့နေရာ Armor Dia လုံးနဲ့ဒီပွဲမှာတော့ Mason Mount နေရာအဲ့ဒီနေရာကကွန်ညာကစားမယ့်နေရာကွန်ညာဒီကစားမယ့်နေရာ ကတော့ Mason Mount ရဲ့နေရာဆိုတော့ Okay အဲ့ဒီထားတကူမှာအရေးပါလာတာကယူနိုက်တက်ရဲ့ကစားဖွဲ့ပုံဖော်ထားတဲ့ပုံစံဒီမှာသလို့ရှိရင်အထောင်တိုက်စစ်မှုကဒီဘောလုံးရှိရဲ့ပတ်စံကိုလိုက်ရင်းနေဒါအပြင်ကိုကျွန်တော်တို့ဘောလုံးရှိရဲ့ပတ်ချက်မှာဆိုရင်ဝင်းဘက်ကလည်းမှာဟိုးရှိတီကိုတတ်ထားပြီးတယ်တတ်ထားပြီးတဲ့အတွက်ကြောင့်မလို့ space ကဒီမှာသလို့ရှိရင်တဖက်ချမ်းကအဲ့ဒီဘက်ချမ်းကိုလိုက်ကျင်းလိုက်ပြီဆိုလို့ရှိရင် United ကစားသမားတွေက space ချင်းချင်းလေးတွေမှာကစားရတယ်။ဒီ space ချင်းချင်းလေးတွေမှာကစားပြီးတော့မှသာလင်ကိုဒီမှာဆိုလို့ရှိရင်တော့အာမက်ဒီယာလိုကရှေ့ကိုတွဲလိုက်တယ်။တွဲပြီးတော့ချက်ချင်းတက်မြို့မှာသူ့ရဲ့ပြေးထွက်သွားမှုက ဒီလိုအနေထားမျိုးဖြစ်သွားစေခဲ့တယ်ဆိုတော့ပြောချင်တာကအာမက်ဒီယာလိုက space အကျဉ်းလေးတွေထဲမှာလှုပ်ရှားနိုင်မှုအရန်ကိုကောင်းတယ်ဒီတွင်းကြောင့်မလို့ mooring system မှာအာမက်ဒီယာလိုကတိတိတတကိုထင်ရှားနေရတာပဲဖြစ်တယ်ဒါအပြင်ကိုကျွန်တော်တို့အာနောက်ထပ်နောက်ထပ်ဒီဒီဘောင်နဲ့ဘွဲမှာသူတို့ရှင်ရေမေဆင်မောင်းအနေနဲ့တကယ် space ချင်းချင်းလေးတွေမှာတော်တော်လှုပ်ရှားနိုင်တယ်ဥပမာပြဒီတွင်းကုန်မျိုး ဘောလုံးကို space အချင်းလေးထဲမှာထုတ်သွားတယ်ကန်တယ်ဂိုးသွားတယ်ဆိုတော့ totally use နဲ့အမတ်တီရလိုရကစားတဲ့ဟန်မှာဆိုလို့ရှိရင်လည်းမတွေ့ရတယ်မယ် individually ရလေဒီ space အချင်းလေးတွေမဟုတ်ဘဲနဲ့ဒီတသားသမား1 vs 1ဆိုတဲ့အနေအထားမျိုးမှာလည်းဒီကစားကွက်ရဲ့တောင်းဆိုချက်အရလိုအပ်ချက်ရှိရယ်အလိုအပ်ချက်ရှိရယ်ဆိုတော့ဒီလိုအပ်ချက်ကိုကစားသမားနဲ့ဖြည့်နိုင်ဖို့တလိုရတယ်ဒီမှာဆိုရင်အမတ်တီရလိုနေနဲ့1 vs 1ပြိုင်မဲ့ကစားသမားကိုကြိုးပြီးပြီးတော့မှဘောလုံးကိုလက်ခံရတယ်အဲ့အနေအထားကလည်းချက်ချင်းတက်ပြီးတော့မှပြိုင်မဲ့ကစားသမားကိုဟိုကကြောနောက်မှာထားနိုင်တယ်တစ်ဖက်အသင်းရဲ့ဂိုးဘောက်ကိုကိုယ့်ရဲ့ဘောလုံးနဲ့ခြေတော်နဲ့က face to face ရန်ဆိုင်နိုင်တယ်ဆိုတော့ okay ဒီနေ့ထားမျိုးမှာ Manchester United က4 vs 3ဆိုတဲ့ defense line မျိုးကိုရင်ဆိုင်ရတယ်ဆိုတော့ဒါက Ruben Amorim ရဲ့3 4 2 1ဆိုတဲ့ကစားကွက်တစ်ခုမှာတောင်းဆိုချက်ပဲဆိုတော့ okay ဒီ3 4 2 1မှာဆိုလို့ရှိရင်ကိုညာကဘယ်လိုပုံစံကစားလေးရှိတယ်လဲပေါ့ဆိုတော့ okay ဒါကတော့ဒီပြီးခဲ့တဲ့ရာသီပေါ့နော်2024 25မှာဆိုလို့ရှိရင်အဲ wolf အတင်းရဲ့ကစားနေတဲ့ရှိတဲ့ပုံစံ 3322ပို့ပြောမှဆန်နေပြီးတော့လို့ရှင် defense face တွေမှာဆိုလို့ရှင်เนาะ5237နဲ့ Manchester United ရဲ့ကစားဟန်ကတော့3322ပဲအာ defensive face မှာတော့5122ပို့ပြီးတော့မှဆန်နေလို့ကျွန်တော် opta analyst ကနေပြောမှအဓိကအပြည့်ညွှန်းဆိုထားတယ်โอเค ဆိုတော့ကွန်ညာကဘလို့ကစားလေးရှိတယ်ပေါ့ဒါကကွန်ညာကစားမျိုးလေးရှိတဲ့နေရာမျိုးတွေဒီနေရာတွေမှာကြည့်မဲ့တော့ရှင်ဘယ်ဇန်နေမှာအဓိကအပြင်ကစားတာကိုတွေ့ရလဲဘယ်ဇန် attacking နေမှာကွန်ညာကအဓိကစားလေးရှိရယ် okay 3322ဆိုတော့ on position face မှာဆိုလို့ရှိရင်ကွန်ညာအနေနဲ့အဓိကဒီအထောင်တိုက်စုံမှုနဲ့တော့ပေါင်းပြီးတော့မှဒီမှာဆိုရှင်ကစားနေတဲ့ဆရာတို့ရလိမ့်မယ်58.2%တော့ရှိတယ်တော်တော်လေးကိုများတယ်လို့ပြောရလိမ့်မယ်3142ဆိုတဲ့ကစားကွက်မျိုးကို um imposition face မျိုးကို over တင်းနေကူပြောင်းသွားပြီဆိုလို့ရှိရင် ကိုညာက အထောင်တိုက်စစ်မှုနဲ့ပေါင်းတဲ့နေရာမှာပဲ55.300ခိုင်နှုန်းဒီကစားလေးရှင်းအောင်ပြရမယ်။ပြီးသွားလို့ရှိရင်နောက်ထပ်အဲ3241ဆိုတဲ့ face မှာတို့လို့ရှိရင်တော့ကိုညာက deep ကိုပို့ပြီးတော့မှဆင်းပြီးတော့မှ96ရာခိုင်နှုန်းကစားထားတာကိုတွေ့ရတယ်ပြောချင်တာကကွန်ဂျာက imposition face တင်မှာတို့လို့ရှိရင်နေရာမျိုးစုံကစားလေးရှိတယ်အဓိကအဖြစ်တော့သူ့ရဲ့ကစားတဲ့နေရာက ဘယ်ဇန်လို့ညွှန်းဆိုပါလိမ့်မယ်ဒီကဘယ်ဇန်ကကိုညာကစားလေးရှိရဲ့နေရဘယ်ဇန်နေပါဆိုရှင်ကိုညာအနေနဲ့နံပါတ်30အဖြစ်နဲ့ကစားလေးရှိတာကအဝူဖ်အသင်းမှာဆိုလို့ရှိရင်ဘယ်ဂျန်နံပါတ်30နေရာမှာကစားတာက61ရာခိုင်နှုန်းလောက်ကိုရှိတယ်။တော်တော်လေးများတဲ့ပမာဏမျိုးအဲ့လိုပမာဏမျိုးနဲ့ကွန်ညာနေနဲ့ကစားရတယ်။ဆိုတော့ Manchester United ရဲ့ကစားတဲ့ဟန်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘယ်ဂျန် attacking midfield နေရာအတွက်လိုအပ်ချက်ရှိနေတာကိုတွေ့ရလိမ့်မယ်။ဆိုတော့ ဘယ်ကျန်းတက်ကင်မစ်ဖီနီယာမှာကိုညာကတော့ကစားပါပြီ။ Okay ကိုညာကစားတာတော့ဟုတ်ပြီ။လက်ရှိလဲကျွန်တော်တို့ဂါနာချိုကစားနေတယ်လို့တခါတည်းမှာဆိုလို့ရှိရင်လည်းဒီမေဆင်ပေါင်းလိုကစားမှလို့လည်းကစားနေတာပဲ။ဘာကြောင့်မလို့ကိုညာလဲ။ Okay အဲ့နေရာတော့အဖြေကတော့ပါလဲဆိုဘောကယ်ရီယန်နဲ့ creativity ပဲ။ Bulgarian မှာဆိုလို့ရှိရင်ကိုညာက progressive carry မှာဆိုလို့ရှိရင်အာ average အပြင်ဆိုလို့ရှိရင် par carry က8.8 meter ရှိတယ်။ဒါက ပရီးမီးယားလိဂ်မှာဆိုလို့ရှိရင် distant carries အကွာဝေးပေါ့နော်ကွာအကွာဝေးကိုပြန်တွက်မယ်ဆိုရှင် အရှိဆုံးဆွဲတဲ့အကွာဝေးအရှိဆုံးဆွဲတဲ့ကစားသမားတွေကိုနိုင်ရှင်မယ်ဆိုလို့ရှိရင်ကိုညာကအဆင့်၃ပါရှိဒါအပြင်ကိုဒီတူဘောလုံးတည်သွားရင်နဲ့ short from short creation from carries တူဘောလုံးတည်သွားရင်နဲ့တဖာဒီကန်ကျက်အခွင့်အရေးတွေဖန်တီးပေးနိုင်မှုက55စင်ကောင်ရှိတယ် ာ2023 24နှစ်ရာသီစာချက်လက်မှာပြောလို့ရှိရင်တော်တော်လေးကိုမှညာတယ်လို့ပြောရလိမ့်မယ်55ချိန်လောက်တဲ့အထဲမှာမှ30နဲ့မှ7ချိန်အောင်မြင်တယ်လို့ပြောရလိမ့်မယ်ဆိုတော့အဲ carrying slope ရင်းနဲ့ကာနေပြီးတော့မှသူဘောလုံးတည်သွားရင်းရနေပြီးမှ goal involvement ဖြစ်တာကနောက်ဆုံး29ကိုတော့မှရှိတယ်လို့ပြောရလိမ့်မယ်ဆိုတော့ပြောချင်တာက ကိုညာကအဓိကပဲ tight area တွေမှာဘောလုံးတည်သွားလေးရှိတယ်။ပြောချင်တာက tight area တွေကိုဘောလုံးဆွဲဝင်နေရှိတဲ့ကစားသမားမျိုးဖြစ်တယ်။ဒီအတွက်ကြောင့်မလို့ Manchester United ရဲ့ကစားကွက်မှာ lower chest ရှိနေတဲ့တက်ခနေ ठी ရဲ့နေရာမျိုးလို့ပြောရလိမ့်မယ်။ဆိုတော့ ကိုညာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကိုညာရဲ့ကစားဟန်ကိုကကျွန်တော်တို့အာနံပါတ်30ဘယ်ချမ်းမှာကစားလိမ့်မယ်မန်ချက်စတာနဲ့3421ဆိုတော့အဲ့ဒီ2ဆိုတဲ့နေရာရဲ့ဘယ်ချမ်းမှာကစားမယ်ကစားသမားလို့ကျွန်တော်တို့ရေးပြရအပြင်ပြောရလိမ့်မယ်လို့ထင်တယ်အဲ့ဒီနေရာမှာလည်းကိုညာအနေနဲ့မန်ချက်စတာယူနိုက်တက်ကအကောင်းဆုံးကစားနိုင်လိမ့်မယ်လို့ထင်တယ်ဒါအပြင်ကိုကျွန်တော်တို့ကိုညာရဲ့ ကိုညာအဲ့လိုကစားတာတော့ဟုတ်ပြီဗျာကိုညာရဲ့ဒီ Bulgarian threat တွေကိုဒီမှာသတို့ရှင်မြင်ရလိမ့်မယ်ဒါက2023 24ကနေလက်ရှိအချိန်ထိ Carrion stat လောက်ကနေရတွေကိုကျွန်တော်တို့ဒီမှာသတို့ရှင်တစ်ချက်မြင်ရလိမ့်မယ်ဆိုတော့သူအနေနဲ့ box တဲကိုအငြင်းနီးပါးမှာပုံလုံးတည်ယူနေတာဒါက Manchester United ရဲ့လိုအပ်နေတာပဲပြီးခဲ့တဲ့ဒီ Europa League final မှာသတို့ရှင် Manchester United လိုအပ်နေကြတာအဲ့လိုမျိုးတွေပဲဆိုတော့ ကိုညာကဒီလို Bulgaris တွေလုံနိုင်နေဒီလိုလုံနိုင်နေတဲ့အတွက်ကြောင့် Manchester United ကခေါ်တယ်ရိုးရှင်းချင်းလေးပဲကိုညာရဲ့ goal involvement တွေကအဲ့လောက်ကြီးကြီးများနေတာမဟုတ်ဘူးဒီမှာဆိုလို့ရှိရင်ကိုညာရဲ့ကျွန်တော်တို့ဒီ goal scoring performance ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတစ်ချက်တွေ့ရလိမ့်မယ်ဆိုတော့အာ ီခရမ်းရောင်ကကြတော့ကိုပြီးသွားလို့ရှိရင်ဒီအနီရောင်ကကြတော့ SG bar 90 SG bar 90မှာဆိုလို့ရှိရင်လည်းအအရန်ကြီးဂိုးသွင်းများနေတဲ့ကစားသမားမျိုးဟုတ်ဒီမှာတွေ့ရတဲ့အချိန်ဆိုတော့ဂိုးသွင်းများလာတာကနောက်ဆုံးဒီယာကြီးနောက်ဆုံးမှာမှာတဖြည်းဖြည်းချင်းတက်လာတာပဲရှိတယ်တက်လာတာတော့မှကျွန်တော်တို့တပွဲပြင်းများ SG မှာဆိုလို့ရှိရင်0.5နီးပါးပဲရှိနေတာဆိုတော့အာ အရန်ကြီးဂိုးသွင်းအရန်များနေတဲ့ကစားသမားမျိုးတတုံတောင်းတင်းတင်းနဲ့အမြဲတမ်းဂိုးသွင်းနေတဲ့ကစားသမားမျိုးလို့ကျွန်တော်တို့မျှော်လင့်လို့မရဘူး။ဒါပေမဲ့ကိုညာကတေချာပေါင်း အာမက်ချက်စတာနဲ့လိုအပ်နေတဲ့ carries တွေကိုဖြည့်သွင်းပေးနိုင်တဲ့ကစားသမားမျိုးလိုပဲပြောရလိမ့်မယ်။ဒါအပြင်ကိုသူ့ရဲ့ကစားဟန်ကိုနိုင်ရှင်ကြီးရဲ့အချိန်မှာသလို့ရှိရင်များသောအားဖြင့်တူညီနေတာက Rafinha နဲ့လို့ပြောရလိမ့်မယ်။ဒီမှာသလို့ရှိရင် Rafinha နဲ့ comparison လုပ်ထားတယ်။ဒီအားဒီမှာ Rafinha က Barcelona မှာကစားတဲ့ဟန်နဲ့ Kunya over Hatta မှာကစားတဲ့ဟန်တွေကတော်တော်လေးနှိမ့်ပါဆင်တူရယ်။ Kunya ကပိုပြီးရောမှာအာ carries တွေကိုပိုပြီးရောမှာတွားတယ်။ဒါပေမဲ့အာ Rafinha ကတော့ key pass တွေ assist တွေ ပို့ပြီးတော့မှထွက်လိရှိတာကိုတွေ့ရတယ်ပဲ။ကိုညာကတော့ driven နဲ့ carries တွေကိုဘာဖင်ညာထပ်ပို့ပြီးတော့မှအသားပေးပြီးကစားလေးရှိတဲ့ကစားသမားမျိုးဖြစ်တယ်။ဒါအပြင်ကိုကိုညာရဲ့ chat ကို spider chat ကိုကြည့်မယ်ဆိုလို့ရှင်လည်းကျွန်တော်တို့ဒီမှာဆိုလို့ရှင်တစ်ချက်မြင်ရပါလိမ့်မယ်။ကိုညာကဒီဘက်ချမ်းကဒါ attacking လို့ပြောရလိမ့်မယ်။ဆိုတော့ attacking ဘက်မှာတော်တော်လေးကိုမှအားပါတဲ့အနေထားမျိုးမှရှိတယ်။ဒါပေမဲ့အရင်ကြီးအားတနေတာတော့မျိုးတော့မှ မဟုတ်ဘူးလို့ပြောရလိမ့်မယ်။ရင်းအားသားနေရာမျိုးတော့ကျွန်တော်တို့မယူဆဘူး။ကိုညာအနေနဲ့ Manchester United ကဲလိုအပ်နေတဲ့ carry spine တစ်ဖက်အသင်းကသာကျွန်တော်တို့အာ box ကိုပိတ်ထားမယ်ဆိုလို့ရှိရင် Manchester United အသုံးချနိုင်တဲ့ကစားသမားမျိုးလိုပဲပြောရလိမ့်မယ်။ဆိုတော့ကိုညာရဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မြင်ရတဲ့ key status တွေကိုမြင်ရလိမ့်မယ်။အစိမ်းရောင်ဆိုလို့ရှိရင်သူ့ရဲ့အတိတ်တွေကပါလဲဆိုတော့ average တက်ပို့ပြီးတော့မှကောင်းနေတာ။ ပြီးပါလို့ရှင်အစိမ်းရောင်ဝမှာဒီလိုမျိုး assist မှာပြနေတဲ့ရောင်ဆိုလို့ရှင်ဒါက average လို့ပဲပြောချင်တာဆိုတော့ကိုညာအားသာနာတွေကဒီမှာဆိုလို့ရှင် average ဒီ premier league မှာရှိတဲ့ average တွေထပ်ပို့ပြီးတော့မှကောင်းနေတာကတော့ short on target တွေ long ball တွေ through ball တွေ driven တွေ interception တွေ key pass တွေ through ball ဝန်းနေပြီးသွားလို့ရှင် shot တွေ chance creation တွေဒါတွေက average ချက်တော့အနည်းငယ်ပို့ပြီးတော့မှမြင့်နေတယ်ဆိုတာကိုကျွန်တော်တို့မြင်ရနိုင်မယ်ဆိုတော့ကိုညာက Manchester United ကစားကွက်မှာအာ အဖြေထုတ်မယ်ဆိုလို့ရှိရင်တော့လိုအပ်နေတဲ့ကစားသမားမျိုးဖြစ်တယ်ဒါအပြင်ကိုကျွန်တော်တို့အတင်းကကစားသမားတချို့ထွက်ခွာမေးအတွက်ကြောင့်မလို့ကိုညာကအဲရောက်လာခြင်းချစ်တယ်လို့ပဲပြောရလိမ့်မယ်။ကိုညာအနေနဲ့မန်ချက်စတာယူနိုက်တက်မှာဒီထက်ပိုပြီးဘာလို့ပြနိုင်မလဲဆိုတာစောင့်ကြည့်ရလေဦးမယ်။တန်စီယာရဲ့နဲ့စောင့်ကြည့်ရလေဦးမယ်ကစားသမားမျိုးလည်းပဲပြောရလိမ့်မယ်။ဘာလို့လဲဆိုတော့ကိုညာရဲ့ attacking out အပေါ်ကပြီးခဲ့တဲ့2024 25ရာဒီမှာဆိုလို့ရှိရင်15ကိုရှိရဒါကသူ့ရဲ့ career မှာတော့အကောင်းဆုံးပဲဒါအပြင်ကို assist ကပြီးခဲ့ရာဒီမှာ6ကျင်းရှိတယ် goal involvement အားလုံးက20နဲ့မှတစ်ကျင်းအဲ့ဒါက wolf မှာဆိုလို့ရှိရင်အမြင့်ဆုံးပမာဏပဲ goal involvement ကဒါအပြင်ကို Manchester United ကသာသမားရင်းနဲ့ရှင်ပဲဆိုလို့ရှိရင်ဒါမှာ goal involvement ကပိုပြီးတော့မှ အာများတဲ့အထဲမှာပါတယ်ဒါကလည်း Manchester United ရဲ့ဒီရာဒီအချက်လက်တွေအကြောင်းလို့ပဲလို့ပြောရလိမ့်မယ်ဆိုတော့ဘလို့ပဲနေနေ Manchester United အနေနဲ့သူတို့ရဲ့ပထမဆုံးတော့ခေါ်ယူမှုကတကယ်လိုအပ်နေတဲ့ attacking midfield တနည်းအားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့အားရတယ် ကိုညာဖြစ်နေတဲ့အတွက်ကြောင့်မလို့တော့နည်းလေးတန်တရားသေးရှိရဆိုပေမဲ့ကိုညာရဲ့ Premier League တပါဒါအပြင်ကိုကိုညာရဲ့ status တွေကပြောနေတဲ့အချက်လက် Manchester United ရဲ့လက်ရှိကစားနေတဲ့ hand ဒါတွေအကုန်လုံးကိုနိုင်ရှိကြည့်မယ်ဆိုလို့ကျွန်တော် United တကယ်လိုအပ်နေတဲ့နေရာမျိုးကို Ruben Amorim ဆီမိတ်ပြီးတော့မှဖိနိုင်တယ်လို့ပဲပြောရလိမ့်မယ်ဒါပေမဲ့လည်းနောက်ထပ်ဖြစ်ရမယ့်နေရာတွေတော့ Manchester United မှာအများကြီးကြံ့ရှိနေသေးတာကိုတော့ကျွန်တော်မေးလို့မဖြစ်ဘူးဆိုတာကိုပြောရနေပဲကိုညာက Manchester United မှာ အမန်တကယ်လိုအပ်လို့ခေါ်ယူခဲ့တဲ့နေရာမန်ချက်စတာယူနိုက်တက်တွင်းကိုဒီအတော်ဂိုးသွင်းပြီးမှမဟုတ်ဘဲနဲ့အားကိုးလို့ရတဲ့ကစားသမားမျိုးလို့တော့ကျွန်တော်တို့ပြောလို့ရလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ပုံမှာပဲထပ်ပြီးတော့မှတွေ့ကြပါဘို့အဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးများရတယ်မှာ